သနာတော်နှစ်2569နှစ်ကောဇာတက္ကရီ1389ခုနှစ်တရင်ကျော်လပြည့်ကျော်6ရက်နေ့12ရက်ဆယ်လ2025တနင်္ဂနွေနေ့မြိတ်မြို့အောင်မြင့်မိုဓမ္မရိတ်တာအတွင်း၌ပူရိမဝါမထတော်မူကြကုန်သော တန်ဃာတော်အပေါင်းအရှင်ကောင်းတို့ဤတန်ဃဂုံကြီးကို အာယုံပြုပြီးတော့ဒီကနေ့လူတန်းကြတဲ့ကထိတ်ဒါယကဓာယိကာမများကတော့အနန္တောနတ္တ၅ပါးတို့အားဥထိတ်မှပန်းဆင်းပြီးတော့မြိမ့်မြုတ်ကပင်းရွာအောင်မြင့်မူဓမ္မရိတ်တာ၌တိထားပူဇော်လျက်ရှိသောဖွားပွင့်ဟောဆံသံဝေဇနိယမြတ်စွာဘုရားကြီးအား ဥသူဝေစုတစုကိုလှူဒန်းခဲ့ကြသောဖယားတကဖယားတကဖယားဒါယိကာမများနှင့်ဓမ္မမိတ်ဆွေများစုပေါင်းကျင်းပပြုလိုအပ်သောမဟာဘုဂထိန်အလူဝဲ၌ဟောကြားအပ်သောတရားတော်ကတော်သာဝရဗံမာအနံပါဆိုသော အမည်ရှိသောတရားတော်ကိုရွေးထုတ်၍အလုံးစုံသူတော်ကောင်းတို့အားဆွေးနွေးတင်ပြအကြံပြုဟောကြားသွားမှာဖြစ်သည့်အတွေ့သူတော်ကောင်းပေါင်းတို့သည်တရားတော်ကိုနားကြားတဲ့အခါမှာမိမိရဲ့စိတ်သည်အာရုံတော်ပါစိတ်ပဲမှမသွားပဲတရားတော်ကိုယုံသည်တရားတော်ကိုလေးစားတရားတော်ကိုတန်ဖိုးထားပြီးတော့တရားတော်ကိုစတင်ဟောနာကြီးညိုကြရအောင်တဲ့ဦးဇင်းတို့ ဈေးခေအခါကပတ်စံငွေကြေးချမ်းသာတဲ့သူတွေကြတော့သူတို့ဆွေငွေပစ္စည်းဥစ္စာတွေကို လုံခြုံဖို့အတွက်အိုးတွေထဲမှာထည့်ပြီးတော့မြေမှာမြုပ်နှံကြတယ်ဒါဘာလို့တာလဲဆိုတော့လုံခြုံရေးအတွက်ယခုခေယခုအခါမှာကြတော့ မိမိတို့ရဲ့တဏ္ဍာမှာအုတ်ဆံငွေကြီးတွေရှိလာပြီဆိုရင်တော့မိမိတို့ရဲ့ပိုင်ဆိုင်မှုတွေကိုဘမအာဏာလဲဆိုတော့ဘမအာဏာကြတဲ့တဲ့အဲ့ဒီဘမအာဏာတဲ့ခါကျတော့လောကဘမအာဏာလည်းရင်အရင်များရင်များသလောက်အတိုးတွေများစွာ ရရှိသလိုအဲ့ဒါပေမဲ့လောကဘမအာဏာတဲ့အခါကျတော့ စိတ်ချရသည် မချရသည်ကတော့မပြောနိုင်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဒီဘဝအတွေ့ရောသံသရာအတွေ့ပါ စိတ်ချနိုင်သည်ဘုရားရှင်ကိုတော်မြတ်ကြီး သာသနာပေါ်ပေါက်လာမှ အနန္နိုင်သည်ဘံခொနှစ်ဘံရှိပါသည်တဲ့ရုပ်၍အလိုပြောဘံဘဏ္ဍဘံလေလောကဘံမဟုတ်ဘူး လောကုတ္တရဗံစိတ်မချရတာမဟုတ်ဘူးစိတ်ချရတဲ့ဗံတဘဝအတွေ့မဟုတ်ဘူးတန်တရာအတွေ့ဗံဆိုပြီးတော့မြတ်စွာဘုရားကအနန္နိုင်သောဗံသည်ခုနှစ်မျိုးရှိသည်တဲ့အနန္နိုင်တဲ့ဗံသည်ယောဂီတွေအလိုပြောဘယ်နှမျိုးလဲဒါကြောင့်ဆိုလိုက်ပါဘဝခยีဘဝခยีဗံအနိဘဝ အပိမတ္တာဘာဘဝခယိဘဝခယိဗအနိအပိမတ္တာဘာဥစဉ်တို့ဒီနေ့ကထိန်တကာကထိန်အမှစုပေါင်းပြီးတော့ဒီကတိတဏ္ဍဘတ်ဘေဗံမှာအနာကြတယ်ဆိုတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီး အမိတ်ရှိတဲ့ပထမဘံကတော့ဘာဘံလဲမေးရင်ကဲအလုဆိုပါဇေဒီဘံမြတ်ဇေဒီဘံမြတ်အမြဲအမြဲအမပြတ်ကောင်းကြလာမပြတ်ကောင်းကြလာဇေဒီဘံမြတ်ဇေဒီဘံမြတ်အမြဲအမြဲအမပြတ်ကောင်းကြလာမပြတ်ကောင်းကြလာဒီနေ့ကထေတကကထေအမတို့က ဤကျောင်းတိုင်းမှာတည်ထားပူဇော်တဲ့ဖွားပွဲ့ဟောဆံသံဝေဇနိယစေတီတော်မှာလည်းပဲကုသိုလ်ဝေစုတစုပါတယ်ဆိုတော့ဒီကနေ့ဘယ်ဘံမှာအနှံလိုက်လဲဆိုရင်စေတီဘံဒီနေ့အပြည့်ပြောမယ်ဆိုရင်ဖယားစေတီဘံအလိုပြောအဲ့ဒီဘုရားစီရိဗံမှာအနံလိုက်တဲ့အတွေ့ဒီနေ့အာလုသောသူတော်ကောင်းတွေက ရိုးရိုးပုံကိုယ်တွေမဟုတ်တော့ဘူးဖရာတကဖရာအမအဲ့ဒီဖရာဇီဒီဘာမှာအနံလိုက်တဲ့အတွေ့ဒီအနံလိုက်တဲ့အယမန္တမြဒါနကုသိုလ်စီဒီဘဝမှာလဲချမ်းသာပြီးတော့တန်တရာမှာလဲရိုးရိုးမချမ်းသာနေတာလားချမ်းသာနေတာအေးဒါပေမဲ့ရိုးရိုးလောကဘံကြတော့ငွေကြီးအ ਨੇ အများပေါ်မှာအတိုးတွေတက်တယ် ဒီနေ့တရားဓမ္မတို့ကြတော့ဘယ်ပေါ်မှာအတိုးတွေတက်တယ်လဲဆိုတော့စေတနာတရားတရားကောင်းရင်စေတနာတရားတရားကောင်းတယ်လို့ယောဂီတွေအတိုးတွေကမကြီးတာလားကြီးတာတဘဝတည်းလားတန်တရာအတွက်လားတဘဝတည်းလားဘဝတိုင်းအတွက်လားဒါကြောင့်လောကဗန်နဲ့ဖျားစီတီဗန်ဘယ်ဗန်ကပို၍သိချာ ဲ့တော့ဒီနေ့သူတော်ကောင်းတို့ကဖောက်ပွေဟောဆံတံဝေဇနိယစီတီဆိုတဲ့အဲ့ဒီစီတီဗံမှာအနံလိုက်တဲ့အခါကျတော့မိမိတို့ရဲ့အနံလိုက်တဲ့ကုသိုလ်တွေဟာတဘဝအတွက်ကောင်းကျိုးပေးမှလားသံတရာအတွက်ကောင်းကျိုးပေးမှလားသံတရာအတွက်ကောင်းကျိုးပေးမှလားဒါကြောင့်တင့်နံဘက်ကဘယ်ဗံလဲဖယားစီတီဗံအလိုပြော ကဲ့နောက်တစ်ခုဆိုလိုက်ပါသံဃာဗံမြတ်အမြဲအံ့အမြဲအံ့မပြတ်ကောင်းကျိုးလာသံဃာဗံမြတ်အမြဲအံ့မပြတ်ကောင်းကျိုးလာဟာနိဏ္ဏဘကသံဃာဗံဘာဗံလဲ ကဒီကနေ့သံဃာဘံကိုဒီကနေ့မိမိတို့ဘလို့အနံတလဲဆိုတော့ကထိန်သင်္ကန်းကိုဘသူ့ကိုလှူတာလေအလိုပြောပါအဲ့ဒါဦးဇင်းတို့အချိန်လဲမရတော့ဒီဘံနဲ့မျိုးပဲအတိအကျပြောသွားမယ်နော်ဒီနေ့တော်ကောင်းတို့ကတော့ဘံခွန်တဘံလို့ကိုအနန္တာပဲသံဃာဘံကိုအနံလိုက်တဲ့ဒီကနေ့အလှူကရိုးရိုးအလှူမဟုတ်ဘူးကထိန်အလှူ ဘာအလူလဲကထိန်အလူလူတန်းမဲ့သူတော်ကောင်းတို့သည်ကာယကံဝစီကံမနောကံကံသုံးပါးရှိရာတို့တွင်ဝစီကံနဲ့မနောကံကိုပြုပြင်ပြီးတော့လှူရမယ်ကံပန်တဲ့မျိုးသုံးမျိုးကံပန်တဲ့မျိုး ကာယကံဝစီကံမနောကံဆိုသောကံ၃မျိုးရှိရာတို့တွင်ဝစီကံနှင့်မနောကံကို ပြုပြင်နိုင်မှကထိန်အလူမြောက်တယ်ဝစီကံနှင့်မနောကံကိုမပြုပြင်နိုင်ရတော့ကထိန်မြောက်ပါမလားမမြောက်ဘူးလေဒါကဥစ္စာတို့တိကျပြောသွားမယ်ကာယကံဟောယခုလက်အုပ်ချီတယ်ဘယ်အလူပဲသွားသွား လက်အုပ်မချီရတာလားချီရတာသင်္ကန်းကတ်တာလဲကာယကံလှူပွဲတွေလှူတာလဲကာယကံအဲ့ဒီကာယကံကတော့လှူတဲ့ဒါနတိုင်းဒါနတိုင်းမှာမပါတာလားပါတာပါတယ်နောက်ရုပ်လေးဝစီကံကြတော့ရုပ်လေးအရေးကြီးသွားပြီကထိန်သင်္ကန်းကြတော့ဒုစရာဒုဖုံးကြီးဒုဦးစင်း အစွဲတွေမရှိရဘူးဒီအစွဲတွေကို ဖြုတ်ရမယ်ဟုတ်တယ်စိတ်ထဲကလည်းအစွဲဖြုတ်ရမယ်နှုတ်နဲ့လည်းအစွဲဖြုတ်ရမယ်မနောကံမှာလည်းသံဃာကိုအာယုပြုရမယ်ဝစီကံကလည်းသံဃာကိုလူပါဤလို့ပြောရမယ်အဲ့လိုသဘောပေါက်သလားပြန်ပြောမယ်ဒီချာနာတာကာယကံကပြုပြင်စရာ မလိုပေမဲ့ ဘယ်ကံနဲ့ဘယ်ကံကို ပြုကျင်ရမလဲဟုတ်ပြီဟုတ်ပြီအားလို့ပြောဝစီကံကဘာပြောရမလဲတန်ခါကိုလူပါဤဖရာအားလို့ပြောတခေါက်ပြန်ပြောပါစိတ်ကလည်းဘာကိုအာရုံပြုရမလဲအဲ့ဒီဝစီကံနဲ့မနောကံကိုပြုပြင်မှ ဒီကထိန်သင်္ကန်းဒီကထိန်မြောက်လိုက်မယ်အေးအဲ့ဒီသံဃာကားရိုးလေးဘလို့သံဃာမျိုးလဲဆိုတော့သံဃာနှမျိုးရှိပါသည်သံဃာဘယ်နှမျိုးတအာရာမိကသံဃာနေစတုဒိတာသံဃာသံဃာဘယ်နှမျိုးအဲ့ဒါကိုဦးဇေတို့မြန်မာလိုပြောမယ်ဆိုရင်ဤကြောင်းတိုက်တွင်းမှာရှိသောသံဃာနဲ့ တသသနာလုံးမှာရှိတဲ့သံဃာသံဃာဘယ်နှမျိုးအဲ့ဒီသံဃာနှမျိုးတို့တွင်ဒီနေ့သူတော်စင်တို့ကဘယ်သံဃာကိုလူရမလဲဆိုတော့တသသနာလုံးမှာရှိတဲ့သံဃာကိုလူရမယ်အဲ့ဒီသံဃာတိဘာသံဃာလဲမေတော့စတုဒိတာသံဃာပြန်ပြောစတုဒိတာသံဃာဥပမာလက်ဆယ်ဧကရှိတဲ့ လေသမားနဲ့ဧကတထောင်ရှိတဲ့လေသမားဘယ်ဟာကများများရလဲအလိုပြောဒါလို့ယောဂီတို့ကဆေဧကပဲစိုက်မလားဧကတထောင်စိုက်မလားအာရမိကသံဃာကိုပဲလူမာလားစတုတိတာသံဃာကိုလူမာလား ဒါဆိုတော့လှူရမဲ့တန်ခါသည်စတုဒိတာတန်ခါဖြစ်ရမည်စတုဒိတာတန်ခါကိုလှူမှဒီတင်ခန်းသည်ကထိန်မြောက်မည်အဲ့လိုသဘောပေါက်သလားအဲ့ဒီကထိန်တင်ခန်းကိုတရတခါလာပြန်ပြီအလူခံတဲ့တန်ခါကတန်ခါမြင်တိုင်းလှူလို့ရသလားဆိုတော့မရပြန်ဘူးလို့တွေ့ ဒီကထိသင်္ကန်းသည်ဘယ်လိုတန်ခါမျိုးကိုလူရမလဲဆိုတော့ဝါဆိုလာပြီကြော်တရက်နေ့မှာဝါဆိုဝါကတည်င်းသုံးရမယ်။နေဝါတွင်သုံးလပတ်လုံးဝါမကျိုးရဘူး။သုံးတည်င်းကြော်လာပြီနေ့မှာပဝရဏပြုရမည်အင်္ဂါဘဏ္ဍပါ။ဟုတ်ပါပါဘုရား။အလိုပြော။ဟုတ်ပါပါဘုရား။ဒါဆိုတန်ခါမြင်တိုင်းလူလို့မရပါဘူး။တဘာတဲ့တန်ခါလူလို့ တို့ဖိုးကြီးကိုလူလို့ပြပါပဲပြောဘာကိုလူမဲတန်ခါကိုလူမဲအလိုဘာကိုလူမဲအဲ့ဒီတန်ခါကလည်းယောဂီတွေအာရမိကတန်ခါလားစတုတိတာတန်ခါလားစတုတိတာသံဃာကို လူတန်းလိုက်တဲ့အတွေ့ဒီသင်္ကန်းသည်အခုဘသူပိုင်သွားပြီအလုပ်ပြောဒီသင်္ကန်းသည်တဘာတဲ့ပိုင်တာလားသံဃာအများပိုင်တာလား အဲ့တော့ဒီကတိသင်္ကန်းကိုတန်ခါအမြောက်ပိုင်တဲ့အတွက်ဒီသင်္ကန်းဟာ အောင်မြင့်မှုဆရာတော်ကဒီသင်္ကန်းဟာငါသင်္ကန်းပဲလို့ယူလို့ရမှာလားမရပါဘူးအဲ့တော့ဘာလို့ရလဲဆိုတော့သိမ်သွဲကိုကြွားဗဲတဲ့ကိုကြွားရတယ်သိမ်ရင်းကိုကြွပြီးတော့ဦးဇင်းတို့ဒီကထိန်သင်္ကန်းကို ဝီနီဒေသနာတော်နဲ့အညီ ကထိန်ခင်းလိုက်တဲ့အခါကြတော့မှဤကျောင်းတိုက်မှာရှိတဲ့သံဃာသာပိုင်တဲ့ ဆိုင်တယ်တခြားသံဃာကဆိုင်တော့ဆိုင်တယ်မပိုင်ဘူးလို့တွေဒါဘသူရဲ့အာနိသင်ကထေရဲ့အာနိသင်အလိုပြောဒါကြောင့်ကထေသင်ကလူတန်းကြမဲ့အလူစင်တို့သည်ကာယကံဝစီကံမနောကံကံသုံးပါးရှိရာတို့တွင်ဘေကံနဲ့ဘေကံကို ပြင်ရမယ် ဝစီကံနဲ့မနောကံမှာတန်ခါကိုအာယုံမပြုမဲ့ဒုဆရာတော်တို့ဖုန်းကြီးတို့ဦးစင်ဒုဆွေမျိုးကိုသာမိမိတို့ကစိတ်ကလည်းအာယုံပြုနေမယ်နှုတ်ကလည်းပြောနေမယ်ဆိုရင်တော့ဒီသင်္ကန်းဒီကထိန်မြောက်ပါမလားအဲကထိန်မြောက်မှာတန်လျော်တွေကထိန်ဤအာနိသင်သည်အကျိုးအာနိသင်တွေမရနိုင်တာလားရနိုင်တာလား ဲ့ဒီကထိန်အာနိသိန်သည်ယုတ်တွေတခြားဗံမာအနန္ယမာလာသံဃဗံမာအနန္ယမာလာဒါကြောင့်ဒီနေ့အာလုံသောသူတော်ကောင်းတို့သည်ဘယ်ဗံမာအနန္လိုက်ပြီဘာအလူကိုအနန္လိုက်လဲကထိန်သင်္ကန်းကိုလူတန်းလိုက်ပြီတဲ့အခါကျတော့ကထိန်သင်္ကန်းကို အကြောင်းပြု၍အချမ်းအယားစွမ်းရုပ်ရုပ်တွေလူစရာတွေကမပါတာလားပါတာလား အဲ့ဒါဒီဘယ်ဘံမှာအနံလိုက်တယ်လဲသံဃာဘံပြန်ပြောပါတလို့ဆိုတော့ဒီကနေ့သတော်ကောင်းတို့ဘံမှာအနံလိုက်တော့ကထိန်ဤအကျိုးသည်သံဃာတွေမှာတိုက်ရိုက်ရသည်အကျိုး၅ပါးကထိန်လူတဲ့တရားရမတွေမှာတူသောအကျိုး၅ပါးနော်လေသိချာမှတ်ပါသံဃာတော်မှာကြတော့တိုက်ရိုက်အကျိုးဘယ်နှပါး အလိုပြောဘယ်နှပါလဲတဂါတဂမတို့မှာကြတော့တူသောအကျိုးပေး၅ပါးဒါဆိုတော့တိုက်ရိုက်အကျိုးပေးတူသောအကျိုးပေးအလိုပြောကတ္တဂရမတို့ရဲ့တဏ္ဍာမှာကြည့်လိုက်ဒီကထိန်သင်္ကန်းကိုလူတန်းလက်ရတဲ့အတွေ့သံဃာတွေမှာအပြစ်၅မျိုးမကင်းတာလားကင်းတာ အဲ့ဒီအပြစ်၅မျိုးကိုဒီယုတ်ဒီဖယားဗြဟ္မာတရားကပယ်ပေးတာလားကထိန်သင်္ကန်းကပယ်ပေးတာလဲဒါကြောင့်ကထိန်သင်္ကန်းဒီရိုးရိုးသင်္ကန်းလားကုသိုလ်များတဲ့သင်္ကန်းလားကုသိုလ်များတဲ့သင်္ကန်းပါဗျာလူသူတရားဓမ္မတွေလည်းကုသိုလ်ရသလိုသံဃာတွေမှာလည်းပဲအပြစ်၅မျိုးမကင်းတာလားကင်းတာလား ဧသံဃာတွေမှာကြတော့ဒီကထိန်သင်္ကန်းကိုကထိန်ခင်းလိုက်သည့်တပြိုင်နဲ့သံဃာတွေမှာတိုက်ရိုက်အကျိုးဘဏ္ဍပါရလဲကဲတရားဓမ္မတွေမှာလည်းပဲတူသောအကျိုးဘဏ္ဍပါရလဲကဲအဲ့ဒီတူသောအကျိုး၅ပါးကဘာတွေလဲဆိုလိုက်ပါ ကထိန်တကသွားလေရာကောင်းစွာဘေးမရှိကောင်းစွာဘေးမရှိကထိန်တကသွားလေရာ သွားလေရာကောင်းစွာဘေးမရှိကထေလူဒန်းတဲ့ပုဂ္ဂိုလ်ဟာခရီးလမ်းကို သွားရင်ဖြောက်ဖြူးတယ်ကထေသင်္ကမလူဒန်းထားတဲ့သူတွေကြတော့ခရီးသွားပြီဆိုရင်အန္တရာယ်အမျိုးမျိုး မကြုံရတာလားကြုံရတာအဲ့တော့ကထေတကားတွေကြတော့ဒီအန္တရာယ်က မလော့ကင်းတာလားလော့ကင်းတာလားကဲနောက်နိဒံပံကိုဆူလိုက်ပါထမင်းရိတ်ခါထမင်းရိတ်ခါ ဝေါမပါပေါ်စွာသွားနိုင်သည်ပေါ်စွာသွားနိုင်သည်ထမင်းရိတ်ခာထမင်းရိတ်ခာဝေါမပါပေါ်မပါပေါ်စွာသွားနိုင်သည်ပေါ်စွာသွားနိုင်သည်ဘယ်နေရာပဲရောက်ရစားစရိတ်တွေယူသွားစံမလိုဘူးနောက်ရက်ရောက်တဲ့အရာမှာကျွေးမဲ့သူ၊ကူညီမဲ့သူတွေ ਨੇ မပြည့်စုံတာလားပြည့်စုံတာလားကဲသုံးနာဘက်ကိုဆူလိုက်ပါအစိတ်အပင် အစာတွင်ထဲ့သွင်းပေးမရှိအစိတ်အပင်အစာတွင်ထဲ့သွင်းပေးမရှိသုံးနာပကထိန်တကားတွင်ရနိုင်တဲ့အကျိုးကြတော့အစာအစာကြောင့်ဘေးအန္တရာယ်ကင်းတယ်တချို့ဘာအစာနဲ့မတက် ဘာအစာစားရင်ဘာပြည့်တရုတ်တွေယောဂါပြည့်မျိုးစုံရတဲ့အန္တရာယ်တွေမျိုးစုံကြုံနေဆိုတာကကထိန်သင်္ကန်းလှုပ်ခဲလို့လားမလှုပ်ခဲလို့လားအဲ့ကြကထိန်ဒကာတွေမှာကြတော့သုံးနံပါတ်အကျိုးမရတာလားရတာလားကဲဆိုလိုက်ပါအောင်စီးစေဥစ္စာစီးစေဥစ္စာယတနာယတနာပေါ်တာသုံးနိုင်သည်ပေါ်တာသုံးနိုင်သည်စီးစေဥစ္စာစီးစေဥစ္စာယတနာယတနာ ပေါ်ဓာသုံးနိုင်သည်ပေါ်ဓာသုံးနိုင်သည်လောကမှာပစ္စည်းတွေဘာတွေပေါ်လာသလဲကထိန်ငါတွေကြတော့ဥဥဖျားဖျားမသုံးရတာလားသုံးရတာဒါကြောင့်ကထိန်သင်္ကန်းတီမလူသက်တာလားလူသက်တာလားကဲငါးနာဘကိုဆူလိုက်ပါသခိုးဓမြသခိုးဓမြယူမယယူမယတူမြအကျိုးစီတူမြအကျိုးစီသခိုးဓမြသခိုးဓမြ ယူမယယူမယတူမြအကျိုးစီကထိန်နဂါတွေပိုင်တဲ့ဥစ္စာယရဏတွေကိုတဲ့ယံသူမျိုး၅ပါးသည်အနောက်အစစ်မပိနိုင်ဘူးတဲ့ဒါလို့ဆိုတော့ကထိန်အကျိုးအခုပြောသွားတာဘယ်နှမျိုးလဲအဲ့ဒီ၅မျိုးအပြင်ဒီနေ့တရားရမတို့ကဒီကထိန်သင်္ကန်းကိုလှူဒန်းရတဲ့အတွေ့ ဘာကိုအာယုံပြု၍လူဒန်းတလဲဆိုရင်တဲ့သန္တရာဝဒုက္ခမှာလောရပါလို့ဤအလုံးပြောအဓိကရွယ်ချက်ကသန္တရာဝဒုက္ခမှာလောရပါလို့ဤဘာကြောင့်လဲဆိုရကြည့် သံတရာဆိုတာဘာလဲဝောဆိုတာဘာလဲဒုက္ခဆိုတာဘာလဲကိုရိုးတယ်မသိရမှာလားသိရမှာသိရပါဗျာအေသံတရာကောဒုက္ခကမြည်သိအလူမြည်သိဖိတ်စာမှာပဲရိုးတယ်ပပသံတရာကောဆေယံမှာလွန်မြောင်းရအမပြိနိဗ္ဗာန်ကိုရည်တန်တောင်းစုအာယုပြုရိုးတယ်ဖိတ်စာတိုင်းလို့လို့မရေးတာလားရေးတာရေးပင်ရေးညာတော်လဲသံတရာဆိုတာဘာလဲဝောဆိုတာဘာလဲ ဒုက္ခဆိုတာဘာလဲဆိုတာသိတဲ့သူနဲ့မသိတဲ့သူမများတာလားဘယ်ကများလဲဒါလို့ဆိုရင်သံတရာဆိုတာဘာလဲလို့မေးမယ်ဆိုရင်မပြီးနိုင်တာသံတရာအလိုပြောမပြီးနိုင်တာသံတရာဟုတ်ပြီဒီကနေ့ထမင်းမစားဘူးလားမနေ့ပြန်ကောနောက်တနေ့ကောနောက်တနေ့ကောပြီးနိုင်တလားကဲဒီကနေ့ရေမချိုးဘူးလား မနေ့ကလည်းနောက်တနေ့လည်းနောက်နေ့တွေလည်းပြီးနိုင်သလားမပြီးနိုင်တာဒီဘာလို့ခေါ်လဲတန်တရာဟာဘာတွေနဲ့မပြီးနိုင်တယ်လဲဆိုတော့တဲ့လူချင်းမှုနဲ့ပြုလုံးမှုနဲ့ရရှိမှုနဲ့ဘယ်နှမျိုးလူချင်းမှုရဲ့ပြုလုံးမှုရဲ့ရရှိမှုရဲ့အဲ့လိုပြန်ပြော လိုချင်တာကိလေသာပြုလုပ်တာကံရတာဘဝလိုချင်တာကိလေသာပြုလုပ်တာရတာဘဝအဲ့ဒီဘဝကဘာဘာတွေရနေတယ်လဲဆိုတော့အိုနာသေးတွေရနေသည်ပြောဘုသူအိုချင်းလဲအိုချင်းပါဗျာအလိုပြအလိုဘုသူအိုချင်းလဲအိုချင်းပါဗျာဘုသူနာချင်းလဲ ဘုသူသေးချင်းတယ်လေအဲ့ဒါပဲမဲ့အဲ့ဒီဩရနာတာသေတာတိချမ်းသာတာဆင်းရဲတလားမေးရင်ဆင်းရဲပါဗျာဒါကြောင့်မပြီးနိုင်တာသန္တရာမပြီးနိုင်တာသန္တရာပါဗျာလိုချင်တယ်ပြုလုပ်တယ်ရရှိတာကဝေါ်ဩနာသေးကဒုက္ခတို့ဒီဘယ်ဟာကောင်းလဲဘေဘဝပဲရရခန္ဓာရှိတဲ့သူမန္တမြတ်တိမွေးလာစာစား နာဖျားအိုသေးအလိုပြောဟုတ်သူနာသူလည်းပဲဘာဒီလိုတွေဒီလေးမျိုးပဲမရှိတာလားရှိတာလားအကဲ၍ဒီကထေကိုလူပြီးတော့နောက်တန်တရာမှာဘဝရရပါလို့အေးလို့တောင်းလို့ဘဝရပြန်ရင်လေမွေးလာစာစားနာဖျားအိုသေးနောက်တဘဝလာလေ ချမ်းသာသလားဆင်းရဲသလားဆင်းရဲပါဗျာဒါဆိုယောဂီတို့ကဒီကနေ့လူတန်းဓာတိဆင်းရဲစေခြင်းလို့လူတာလားချမ်းသာစေခြင်းလို့လူတာလားဒါတော့ချမ်းသာစေခြင်းလို့လူတဲ့အလူဖြစ်တဲ့အတွက်ဒီအလူပေါ်မှာယောဂီတို့ကအလူကုသိုလ်ကံပေါ်မှာအတိညာရှင်ရမယ်ပြန်ပြောအလူကုသိုလ်ကံအပေါ်မှာအတိညာရှင်ရမယ်အဲ့လိုပြန်ပြောပါ တို့ကညာဆိုတာ ပြုတ်တာလားသိတာလားသိတာပါဗျာဘာကိုသိတယ်လဲအိုနာတိဒုက္ခသစ္စာပါဖေယားပြောဒုက္ခသစ္စာပါဖေယားဒုက္ခဒီကထိတ်သင်္ကန်းလူတန်းကြတဲ့ဒီနေ့ကထိတ်တကကထိတ်အမအလိုတို့သည်ဒုက္ခသစ္စာကိုလိုချင်လို့လူတာလားဒုက္ခသစ္စာမလိုချင်လို့လူတာလားဒုက္ခသစ္စာမလိုချင်လို့လူတာပါဗျာအလိုပြောပါ ဒုက္ခသစ္စာကပြပမှာရှိတာလားခန္ဓာမှာရှိတာဒါကြောင့်ဘယ်ခန္ဓာယယဘာသစ္စာဒုက္ခသစ္စာပါဗျာသိတဲ့ဉာဏ်ကအမေကသစ္စာဆိုတော့အတိညာကကုသိုလ်ကံကိုခြံရန်လိုက်တော့ဘုံဘဝတွေကိုတောင်းတပါအောင်မလားမှန်ပါပါဘုရားအလိုပြောမှန်ပါပါဘုရားဘုံဘဝတွေကိုမတောင်းတတော့မိမိတို့တဏ္ဍာမှာသမှုရိယသစ္စာမသေးတာလားသေးတာလဲ သမုဒိယသစ္စာသိပြီဆိုတော့သမုဒိယသစ္စာချုပ်ရင်ဒုက္ခချုပ်တဲ့အတွေ့အဲ့ဒီနေရာမှာနိရောဓယောဂိတွေနိဗ္ဗာန်ကိုလည်းပဲမရရှိမှလားရရှိမှလားဒါကြောင့်တပည့်တော်တို့သည်ယနေ့ဤကထိန်သင်္ကန်းကိုဘာကြောင့်လူတန်းတယ်လဲဆိုရင်အိုနာသေးကလော့ချင်လို့ပြန်ပြောဘာကြောင့်လဲဆိုတော့လက်ရှိခန္ဓာဘာသစ္စာနှောင်လာမဲ့ခန္ဓာကိုဘာသစ္စာ သိတဲ့ဉာဏ်ကမေဃသစ္စာအသိဉာဏ်ခြံရန်လိုက်တော့ဘာသစ္စာသိလဲသမုဒိယသစ္စာသိတော့ဒုက္ခသစ္စာမချုပ်တာလားချုပ်တာလားဒုက္ခတွေချုပ်တာကဘာသစ္စာဒါကြောင့်និရောဓသစ္စာသိရိုးရိုးတရားလားနိဗ္ဗာန်တရားလားအဲ့ဒီနိဗ္ဗာန်ကိုအာယုပြုပြီးလူတန်းနိုင်မှမိမိတို့၏ရည်ရွယ်ချက်နဲ့လှုပ်ဆောင်ချက်သည် တသားတဲ့အဝင်ခွင့်ကြကြပြီးတော့ဒီကနေ့အလိုသည်ဝေါဒုက္ခတွေမှလွန်မြောက်သောဝိဝတနေတိတာဒါနဖြစ်၍ဤဝဝိဝတနေတိတာဒါနကိုလည်းပဲအာလုသောသူတော်ကောင်းတို့သည် အပမဒေနမမေ့မလျော့မပော့မတန်ထက်သန်သောတတိတရားဖြင့်တံပါဒေထလောင်းကာကုံလုံးပြည့်စုံနိုင်ကြပါစေကုန်တတိ